ငလင်ဘေးနဲ့ပတ်သက်ပြီးဝေဖန်ခံရချိန်မှာဒေါသမထအောင်ရှောင်ပေးနေတဲ့ဆိုတဲ့အမီဇန်အလုံးမဲမင်္ဂလာပေါင်းဗမစ်စနောင်းကနေချွတ်ဆိုလိုက်ပါတယ်အမီဇန်ကတော့မြန်မာနိုင်ငံရဲ့ငကားမလေးလို့ယူဆကရာရာကိုချိုတိနေသူဖြစ်တမကိုတမသတ်မှတ်ထားတာပေါင်း ကြိုတင်နေတယ်လို့ကုန်စားနေခဲ့တာကြောင့်ငလင်းဘေးသင်းတဲ့အချိန်မှာလူအများရဲ့အမောင်းကိုရရှိလိုက်ပါတယ်။မလ28ရက်နေ့မှာငလင်းလှုပ်တာကြောင့်လူအများမှာသွားကားရဖြတ်ဖြတ်ဝေခုံရပါတယ်။ငလင်းဘေးကလူကြီးအချို့အနေနဲ့တောင်တသက်မှာတစ်ခါမှမကြုံဘူးလို့ပြင်းထန်သွားခဲ့ရပါဘူး။ငလင်းလှုပ်ပြီးမိနစ်ပိုင်းတွင်းမှာပဲအိမီဆန်ကငလင်းလှုပ်တာကသူမဒေါသထွက်တာကြောင့်လို့ရေးတင်လာခဲ့တာပါ။တစ်ဖက်မှာငလင်းအကြောင်းမို့တိုက်တွေပြိုကျကပိတ်မိနေတဲ့အချိန်လေးကိုရင်ဆိုင်နေကြရပါတယ်။ဒီလိုအချိန်မှာအိမီဆန်ကဒေါသထွက်လိုက်တာကြောင့်ငလင်းဖြစ်သွားတာလို့ပြောလာတဲ့အတွက် ပြည်သက်တွေကလည်းရန်ကုန်ဒေါသထွက်သွားပါတယ်။ဒီအချိန်မှာပွဲရှာတဲ့အချိန်မဟုတ်ဘူးဆိုကအီမီဆန်ကို3ပေးပြီးလူမှုပတ်ဝန်းကျင်ကနေတောင်ဖဲချင်းလိုက်တဲ့သူလို့အချို့ကသတ်မှတ်လိုက်ကြတာပေါ့။အခုလိုဝေဖန်မှုတွေကြောင့်အီမီဆန်ကလည်းတောင်းလို့သွားခဲ့ပါတယ်။ချက်ချင်းဆိုတော့သူမရေးတင်တာကိုလည်းဖျက်လိုက်တာပေါ့။ဒါပြင်သူမအနေနဲ့ငလျင်ဘေးကဒီလောက်ထိဆုံးမလိုက်မယ်လို့မထင်ထားတာကြောင့်ရေးတင်မိလိုက်တာဆိုပြီးဖြည့်ရှင်းလာခဲ့ပါတယ်။အေမီဆန်ကရန်ကုန်မှာနေထိုင်တာဖြစ်တဲ့အတွက်ငလျင်ကတိတ်ပြီးတော့မပြင်းထန်ဘူးလို့သာထင်လိုက်တာပေါ့။ ဆာရီတင်ပြီးမှမန္တလေးစကိုင်းနဲ့အခြားနေရာတွေမှာမထင်မှတ်ထောက်လောက်ဖြစ်သွားတာကိုသိလိုက်ရလို့မှားသွားပြီးဆိုပြီးနောက်ထပ်ရသွားပါတယ်။ဒါအပြင်သူမနဲ့ပြိုင်ပွဲတူတူဝင်ဘူးတဲ့ရဲနောင်ဆိုရင်လည်းအေမီဆန်ကိုဆာရှေကြီးရစ်တင်ကမကျန်တဲ့ချက်တွေကိုထုတ်ပြောလာခဲ့ပါတယ်။ဒါကြောင့်မို့အေမီဆန်ကဝစီကန်ကိုမထင်းချုံလိုက်တာမှားကြီးဖြစ်သွားပြီလို့တံဝေကရသွားတာပေါ့။ သူများတွေစိတ်ဒုက္ခရောက်တဲ့အချိန်မှာအေမီတင်ပမလောင်ရန်ကုန်တခွင်လို့ပဲထင်ထားတာလေနော်အဲဒါကြောင့်တင်လိုက်တာဆိုပြီးအေမီဆန်ကညလင်ကြိုလှောက်မှကိုတော့ကြိုမသိနေကြောင်းဝန်ခံလိုက်ရပါတယ်ဒီအမားကသူ့ဘဝအတွက်အကြီးမားဆုံးသောအမားဆိုတော့ကိုလည်းအေမီဆန်ကချက်ချင်းဆိုသလိုသိလိုက်ရတာပေါ့ဒါကြောင့်မို့လဲအရင်လိုစကားကိုပြီးစလွယ်မပြောရတော့ဘူးဆိုကအေမီဆန်ကသတိပြုမိသွားပါပြီ ဒါအပြင်ဘယ်ရာကိုမှလည်းဒေါသနဲ့တုတ်ပြန်တော့မှမဟုတ်ပါဘူး။သူမဒေါသထွက်သွားတာကြောင့်ငလင်ကလည်းလှုပ်သွားခဲ့တာမို့ဒေါသထမထွက်အောင်လည်းရှောင်နေတဲ့ဆိုကပြောလာခဲ့ပါတယ်။ဒေါသမထွက်ထိမ့်ချုပ်ကစာရေးတင်ခဲ့မိတဲ့အပေါ်မှာလည်းအမောက်ကိုပြန်လဲသုံးသပ်လို့နေတာပေါ့။အမီဇန်ကသူမနဲ့အပြစ်မှမတွေ့ဘူးသူတွေအနေနဲ့တော့သူမရဲ့စိတ်ကိုအမှန်တကယ်မသိနိုင်ဘူးလို့ဖွင့်ရလာခဲ့ပါတယ်။သူမကဆိုင်ရင်စေတနာကောင်းရှိတယ်ဆိုတာကိုမသိရပဲအွန်လိုင်းပေါ်ကဝေဖန်မှုတွေကြောင့်အထင်လွဲရတာမျိုးတွေဖြစ်နေရတာပါလို့ဆိုပါတယ်။ အွန်လိုင်းပေါ်ကဝေဖန်မှုတွေကိုကြည့်ပြီးသူမကိုမဆုံးဖြတ်ပါနဲ့လို့လည်းမြစ်တာရက်ခံထားပါအိမီဆန်ကလက်ရှိမှာတရားလုပ်တင်တဲ့တောင်ဘဝကိုအေးချအောင်နေထိုင်နေပါတယ်တရားချင်းချင်အထောက်ရင်ဖြတ်တန်းနေတယ်လို့ငလျင်ဘေးအတွက်လည်းသိန်း20လှူဒန်းပေးထားပါသေးတယ်တကယ်လို့သူမစိတ်ထဲမှာလှူချင်တဲ့စိတ်မျိုးထပ်ဖြစ်လာမယ်ဆိုရင်လည်းငလျင်ဘေးအတွက်နောက်ထပ်လှူဒန်းပေးသွားမှလို့အိမီဆန်ကအတိပေးလာခဲ့တာပါ လူအများကတော့အင်မင်စာဟာနမဲကြီးအောင်ပွဲရှာတာအချိန်မှသွားပြီမို့အကျိုးဆက်တွေကိုခန်းစားနေရပြီဆိုကမတနာပဲဝန်သားနေကြတာရီလည်းရှိပါတယ်ငလျင်ဘေးနဲ့ပတ်သက်ပြီးဝေဖန်ခံနေရတဲ့အချိန်မှာဒေါသမထအောင်ရှောင်ပေးနေတယ်ဆိုတဲ့အင်မင်စာပေါ့ရတတိုရဲ့အမြင်ကိုလည်းပြပြခဲ့ကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်အကြောင်းမျိုးချောက်ကွယ်လွန်သွားခဲ့ရတဲ့သူတွေလည်းကောင်းရဖုံဘွားရောက်ရှိပါစေကြောင်းနဲ့ကိုညိကဲဆဲထောက်ပံ့ပေးသူအားလုံးကိုကျေးဇူးထုတ်ပဲတင်ရှိကြောင်းပြောကြားရင်းနဲ့အားလုံးပဲနေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ